မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဒီနေ့မှာတော့ဆရာက2025ခုနှစ်မေလအနောက်ဆုံးပတ်အတွင်းမှာတနင်္လာသသမိမိတ်ဆွေတွေအတွက်ဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်တနင်္လာသသမိမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရာဘေးဥပတ်ရန်တော်ရဲ့အဆွဲဆွဲကင်းရှင်းကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းထောပနာဆန္ဒပြုနေတယ်တနင်္လာသသမိဒီမေလ23ရက်ကနေလကုန်တွင်မှာတနင်္လာသသမိမိတ်ဆွေတို့ရဲ့ရင်ထဲမှာ အပြိုင်ဆိုင်တွေများနေတယ်အတိုက်ခိုက်တွေများနေတယ်ဘာကိုစတင်လုပ်ရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားတွေးခေါ်နေတာမျိုးတွေကြုံနေရတယ်ငါလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်ဒါလေးကိုစတင်လုပ်ရင်ကောင်းမလားဆိုပြီးတော့စဉ်းစားတွေးခေါ်နေတာမျိုးလုပ်ငန်းနဲ့ပတ်သက်ရင်ဒါထက်ကိုနောက်ထပ်အစ်တစ်ခုခုကိုပိုင်လုပ်ငန်းနဲ့ပတ်သက်လို့ဘာကိုစတင်လုပ်ရင်ကြိုးစားရင်ကောင်းမလဲဆိုပြီးတော့မိတ်ဆွေတို့ရဲ့ယင်ထဲမှာစဉ်းစားတွေးခေါ်နေတော့ကာလာအပိုင်ရှားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ရဲ့ငွေကြေးငွေကြေးနဲ့ပတ်သက်ရင်ဟော ငွေကြီးကကောင်းပါတယ်ဘလောက်ပဲခက်ခဲစီကမှငွေကြီးနဲ့ပတ်သက်ရင်အထောက်အကူအကူအညီတွေရရှိတတ်တယ်ငွေကြီးနဲ့ပတ်သက်ရင်ငွေကြီးနဲ့ပတ်သက်ငွေတွေလုံးနေရင်းနဲ့ဝင်လာတာမျိုးငွေကြီးကအားကောင်းလာတာမျိုးကြီးကြုံတွေ့ရတတ်တယ်မိတ်ဆွေတို့အနေနဲ့ထီကန်ဆန်းလို့ကောင်းသောကာလဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်အမျိုးသမီးတဦးတယောက်နာအကူအညီတွေရရှိချိတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့မတင်မထားသောငွေကြီးထောက်ကူတွေအထောက်ပံ့တွေရရှိလာပြီးတော့အခါမိမိတို့ငွေကလက်လွန်ထားတဲ့ငွေကြီးတွေစုံးပြီးလို့ တတ်မှတ်ထားသောငွေကြီးတွေနဲ့ပတ်သက်ရင်လည်းငွေတွေပြန်လဲဝင်လာတာမျိုးတွေကြုံရတတ်တော့အပတ္တအကာလအပိုင်းခြားဖြစ်ပါလေခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်လာရင်ဘာမှစိုးရိမ်စရာမရှိပါဘူးကျမ်းမာကြီးနဲ့ပတ်သက်အကျိုးနဲ့ပတ်သက်တာလေးတွေအဲဆွမ်းလာလို့ကြောက်ကနဲ့ပတ်သက်တာမျိုးလေးတွေအဲခြေတော့တို့လက်တို့အဆရှိတဲ့အဆင်းမြင့်တဲ့ပတ်သက်တာလေးတွေကြိုက်ခဲနာကျင်ရတာလို့ရင်ကျန်တာဘာမှစိုးစိုးဝါမရှိလာတော့အပတ္တဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေများအလောက်ကအလောက်ကိုင်းနဲ့ပတ်သက်ရင်တော့ အပြိုင်ဆိုင်တွေများနေတယ်အတိုက်ခိုက်တွေများနေတယ်မိမိကဒါကိုလုပ်ရင်တောင်ဒါကိုလိုက်ပြိုင်နေတာမျိုးတွေလုပ်ငန်းနဲ့ပတ်သက်ရင်အနှဲငယ်လေးရုန်းကန်နေရတာမျိုးလေးတွေတာမန်ထပ်ပို့ပြီးတော့အဲနည်းနည်းလေးဟိုပုံမှုပြီးတော့ ကံလေးကအနေငယ်လေးညံ့နေတဲ့အပိုင်းမှာပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အလုံးနဲ့ပတ်သက်လို့ရှိရင်လုပ်ငန်းနဲ့ပတ်သက်ရင်တိုးရှက်လှုပ်ဆောင်တာမျိုးတက်ဖြစ်နိုင်လို့ရှိရင်ငြင်းငြင်းကလေးနေတာမျိုးလုပ်ငန်းဟောင်းကြီးကိုတိုးရှက်လှုပ်ဆောင်တာမျိုးတွေကိုဒီကာလမှာတတိထားစီနေမှာအလုံးအကိုင်းရာထူးနဲ့ပတ်သက်ရာထူးတိုးဖို့ရာထူးတက်ဖို့အားနည်းစီတော့လာဖြစ်တဲ့အတွက်လုပ်ငန်းကိစ္စရာထူးကိစ္စအထက်လူကြီးအကြီးအကဲနဲ့ပတ်သက်စကားများရတာမျိုးလေးတွေနည်းနည်းလေးဖိအားပေးတာမျိုးကိုကလှုပ်ပေးသလားကိုကိုအကောင်းမမြင်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တနင်္လာသာသမီမိတ်ဆွေတွေငွေကြီးလုပ်ငန်းရာထူးနဲ့ပတ်သက်ရင်တော့စကားပြောဆိုလို့တဲ့အခါမှာပဲဖြစ်ဖြစ် ထက်လူကြီးအကြီးကဲနဲ့ပြောဆိုတဲ့အခါမှာပဲဖြစ်ဖြစ်သတိထားစဉ်ဉာဏ်ဉာဏ်နဲ့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျအဲအရေးကြီးတဲ့ကိစ္စတွေပြောဆိုတဲ့အခါမှာစကားကိုလိုတာထက်ပိုပြောလို့ရှိရင်အဲမိတ်ဆွေတို့နဲ့အမားရိပွားပြီးတစ်ဖက်လူကကိုယ့်အပေါ်မှာလုပ်ငန်းယုံကြည်မှုမရှိတာမျိုးလေးကြုံရတတ်တဲ့အတွက်တော့သတိထားစဉ်ဉာဏ်ပေးရတဲ့အတွက်တော့လိုအပ်တော့လာဖြစ်ပါတယ် ယာရုလုပ်ငန်းကိုင်ငံနဲ့ပတ်သက်ရာရုတိုးဖို့အားနေပါတယ်ယာရုတက်ဖို့အားနေပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဆက်တူလုပ်ငန်းကိုပိုင်လုပ်ငန်းနဲ့စတင်လှုပ်ဆောင်တာမျိုးညီအစ်ကိုမောင်နှမဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ရယူပြီးတော့လှုပ်ဆောင်တာမျိုးတွေအကံရဲ့အကျိုးပြုမှုအားတာမှုကိုရရှိစေသောကာလဖြစ်ပါတယ်ဆက်ပစ္စည်းအသစ်တွေဝင်လာတာမျိုးတွေကြုံရတတ်တဲ့ဖုန်းတို့ယင်းတို့ဆက်ပစ္စည်းတို့နဲ့ပတ်သက်အသစ်ဝင်လာတတ်တယ်လို့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုအနာဂတ်အတွက်စဉ်းစားတိုင်ပြီးတော့ပလန်ချရအောင်လည်းလက်ရှိရှိနေတဲ့အလုပ်ကနေပြီးတော့ရာထူးတိုးဖို့ရာထူးတက်ဖို့အတွက်အဆင်ပြေအောင်တော့အနေနဲ့ ူပူပြီးတော့စူးစမ်းရမယ့်ကာလအပိုင်းခြားအပတ်တာဖြစ်ပါတယ်ခင်ဗျာဒါအပြင်စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်စေဝါဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ငကူကကျမ်းမာရေးညံ့နေသူတွေကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စေဝါကောင်းဆရာသမားကောင်းတွေတွေ့ရှိပြီးတော့အဆင်ပြေလာမယ့်အပတ်တာအပိုင်းခြားကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အိမ်တွင်းရေးကိစ္စမိသားစုကိစ္စလေးတွေနည်းနည်းအားနေပါတယ်အဖွဲ့အစည်းအတင်းဖွဲ့နဲ့ပတ်သက်ပြီးစုဝေးလုပ်တာမျိုးလေးတွေအများနဲ့ပတ်သက်ပြီးလုပ်တာမျိုးလေးတွေတရုတ်ဆောင်အမှုပညာပကြီးပခုဘေးတင်ပေးတာတရုတ်ဆောင်နဲ့ပတ်သက်တာတွေပညာရေးနဲ့ပတ်သက်လာတဲ့အခါမှာစိတ်ထဲမှာ မပြောနေတာမျိုးစိတ်ထဲမှာကိုကိုကိုစိတ်တိုင်းမကြတာမျိုးကြီးကြုံရတတ်တယ်အလောင်းကစားအပြောပါနဲ့ပတ်သက်လာလို့ရှိရင်ဂယုဆိုင်ပါတတိတာပါမိမိရဲ့ပအဝင်ညမှာမိမိကိုမဟုတ်တဟုတ်တဲ့နေပြောဆိုတာမျိုးလေးတွေအိမ်တွင်းနဲ့ပတ်သက်လာရင်ကိုကကူညီပေးနိုင်ကူညီပေးလိုက်မကူညီပေးနိုင်ဝင်ကိုမပြောနဲ့ဝင်ပြောခါမှာကိုကိုကလာပြီးတော့မဲတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့အိမ်တွင်းရေးတို့မိသားစုရေးတို့အများနဲ့ပတ်သက်တာတွေအဖွဲ့အစည်းနဲ့ပတ်သက်တာတို့ကြာစာပရိချို့ကိုအကြောင်းပြုပြီးဖြစ်လာမယ့်အရာတွေအားနည်းစေပါတယ်ဒါအပြင်မိဟောင်းဆွေဟောင်းတွေနဲ့ပတ်သက်လို့စိတ်တော့ကပေးစရာလေးတွေစိတ်ညစ်စရာလေးတွေကြုံရတတ်တယ်လို့ မိမိကိုမကောင်းတဲ့တဲ့တွေတပုတ်လေးလွင်လေးတွေပြောခံရတာမျိုးလေးတွေမဟုတ်ဘူးဖြစ်စေဟုတ်ဘူးဖြစ်စေမကောင်းတဲ့တဲ့တွေကောလာဟာလာတဲ့တွေအပုတ်ဆောင်အပြက်ဆောင်တဲ့တဲ့တွေဖြစ်ရတတ်တဲ့အတွက်တော့မိမိယုံကြည်ပြီးတော့အတွင်းရေးကိစ္စတွေအတွင်းတဲ့တွေကိုပြောပြတာအားနည်းစီတော့ကာလာပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့နည်းအခြေလူငယ်တွေအခြေအေးမှာတော့ တယောက်နဲ့တယောက်တူးနဲ့တူးအဲဆွမ်းလာလို့စိတ်ဆိုးစိတ်ကောက်အဆက်အသွယ်ပြတ်တာမျိုးသူမဟုတ်ရင်ခက်တဲ့ဖက်ကမိမိရဲ့ချစ်သူကြီးစားနေပြီးတော့ခီးဝိုးဝေးသွားရတာမျိုးလေးတွေကြောင့်ခိတခဏခွဲခွာရတာမျိုးတွေကြုံရတတ်တယ်ဒါအပြင်မိစေလိုအနေနဲ့အရှိရင်းနဲ့ပတ်သက်လာရင်ငကူကကိုလုံးဝမသိသေးတဲ့ချစ်သူသမီးကြီးစားရဲ့အကြောင်းအရာတွေပေါ့အကြောင်းပြပြီးတော့ပြဿနာတက်တာမျိုးလေးတွေရံဖြစ်စကားများလင်းတာမျိုးလေးတွေကြုံရတတ်တော့အပတ်တာဖြစ်တယ်မိမိရဲ့အိမ်မက်ထဲမှာအဲမိမိတို့အနေနဲ့ချစ်သူကြီးစားသမီးကြီးစားနဲ့ပတ်သက်လာတဲ့အခါမှာအဲ အကြောင်းပြုပြီးတော့မကောင်းတဲ့စံကလေးတွေမှတ်နေလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့တတိထားရန်လိုအပ်ပါတယ်ဖြစ်နိုင်ရုံချင်းဒဲပြောရရင်တော့ဖောက်ပြန်ခံရတာမျိုးတွေအဲမိမိရဲ့ရှစ်သူကုသဘက်ကတမိစားဟောင်းငကိုကရှစ်သူဟောင်းနဲ့ပြန်လဲတွေ့ပြီးတော့မိမိအနေနဲ့အဲကိုကိုလိန်ညာခံရတာမျိုးတွေကြောင့်မခံချင်စိတ်လေးတွေပေါ်လာတတ်တဲ့အတွက်ကြောင့်မလို့တတိထားဆင်နေပြီးရန်လိုအပ်ပါတယ်ကျုံလို့ပြောလိုက်ပါအောင်ဟိုတနေ့ကောင်မလေးတရားဆိုရင်သူ့ကောင်လေးကထားသွားလို့ဆိုပြီးတော့အောက်လန်းနဲ့သွားလုပ်တယ်အောက်လန်းဆရာနှစ်ယောက်နေတော့အဲ့ဒါဆရာကျွန်မအောက်လန်းဆရာရှင်းချောင်းလို့ဘယ်လိုလုပ်ရမှာလဲဆိုတော့ခံဖို့လို့ဆရာလည်းပြောလိုက်တယ် ဲ့တော့မိတ်ဆွေတို့အနေနဲ့ဘာဖြစ်ဖြစ်လှုပ်ယူတဲ့အရှိတရာမကောင်းပါဘူးလို့ဆရာထားလောင်းပြောလိုက်ပါတယ်အဲ့လေကိုတော်မဆုံးသေးပဲနဲ့ကောင်းပြီဆိုတော့နောက်တစ်ခုနောက်တစ်ခုနေမိတ်ဆွေတို့အနေနဲ့ဒီကလာအပတ်တာတို့တွေမှာဆိုလို့ရှိရင်တော့အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာ အိမ်တော်ကြီးနဲ့ပတ်သက်လို့ဘာမှစိုးရိမ်စရာမရှိပါဘူးမိသားစုရေးတွေမှာငကောကဝေးကွာနေတော့အိမ်တော်ပတ်တွေအိမ်တော်ကြီးတွေနဲ့ပတ်သက်လာရင်ပြန်လဲနီးရတာမျိုးတွေကြုံရတက်တယ်လို့တယောက်နဲ့တယောက်နားလည်မှုလွဲနေတာမျိုးတွေဆိုရင်လူကြီးတဦးတယောက်ရဲ့အကိုအကူညီနဲ့ရရှိပြောင်းဖြည့်ရှင်းစွမ်းဆောင်ဆောင်လိုက်ပါခင်ဗျတပည့်လက်သားအကျိုးပေးပါတယ်တပည့်လက်သားနဲ့ပတ်သက်လို့ရှိရင် တပည့်လက်သားနဲ့ပတ်သက်လို့ရှိရင်မိဆွေတို့အနေနဲ့စိတ်ချမ်းသာစရာလေးတွေကြားရတာမျိုးလေးတွေအဝေးကအဲကိုတခါကူညီဘူးတဲ့သူတွေရဲ့အကူအညီထောက်ပံ့တွေရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့မိဆွေအစ်စ်နဲ့ပတ်သက်လို့ရှိလို့ဆောင်ရလောက်ဆောင်မှာလုပ်ငန်းအစ်စ်နဲ့ပတ်သက်ရင်ဘာကြောင့်မှတုံဆိုင်တွေ့ဝေမနေဘဲနဲ့ရှိလို့ဆောင်ရရင်တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းတွေရရှိမဲ့ကာလဖြစ်ပါတယ်ခင်ဗျာယာဓုလုပ်ငန်းကိုင်ငံနဲ့ပတ်သက်ယာဓုမတိုးနိုင်ဘူးယာဓုမတက်နိုင်ဘူးအဲပြီးတဲ့အခါစေတနာတွေဝေဒနာဖြစ်ရတတ်တဲ့အတွက်သတိထားစင်ပြီးဖို့လိုအပ်ပါတယ်စိတ်ထဲမှာ ဟိုမိမိနေနဲ့ဘာကိုဖြစ်ဖြစ်တယောက်တည်းနေတာတူတည်းနေတာမျိုးတွေအတွေးကိုလွန်စီတာမျိုးညံ့စီတာမျိုးတွေအများကြီးတွေးရင်အများကြီးစိတ်ညစ်စရာမျိုးတွေဂျုံသွားတက်တဲ့အတွက်မိတ်ဆွေတို့နေနဲ့စိတ်ကိုပျော်အောင်ရွှင်အောင်နေတာကောင်းပါတယ်ဒါအပြင်မိတ်ဆွေတို့နေနဲ့ဒီကာလအပတ်တာတော့ဒီမှာမိမိရဲ့ကံဟာဘာကိုလှုပ်လို့ယုံကြည်ချက် confidence ပျောက်နေတာမျိုးငါလှုပ်မှလှုပ်နိုင်ရလားမသိဘူးငါဖြစ်မှဖြစ်ပါ့မလားဆိုတဲ့အတွေးမျိုးလေးတွေကိုကိုကိုယုံကြည်ချက်တွေပျောက်ဆုံးနေတာမျိုးကိုကိုကိုစိတ်တိုင်းမကြအားမရခြင်းမျိုးတွေဂျုံသွားတက်တဲ့အတွက်တော့ဒါကလေးကပြန်ချောင်းဖြစ်တာလို့လည်းထပ်လောင်းပြောကြားလိုက်ပါရစေပဋိဌာန်းစီ ရမယ့်အချက်တွေသတိထားစင်ကြရမှာတော့အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်ပြီးပြောဆိုတဲ့အခါမှာဖြစ်ဖြစ်အများနဲ့ပတ်သက်ပြီးတော့အိမ်တွင်းနဲ့ပတ်သက်ပြီးပြောဆိုတဲ့အခါမှာဖြစ်ဖြစ်သတိထားစင်ကြမှာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေကြောင့်အဲစိတ်ညစ်စရာလေးတွေကြုံရတတ်တယ်ဘာကိုလှုပ်လို့ကြာစာပရိသတ်သမီးတွေနဲ့တွေ့ဖက်လောက်တာမျိုးလေးတွေကသတိထားစင်ကြရင်အတူလိုအပ်ပါတယ်ခင်ဗျာဒါအပြင်26ရက်နေ့မှာအရေးကြီးသောကိစ္စတွေကိုမလုပ်နဲ့အပြတ်သဘောတွေစောင့်တတ်တဲ့အတွက်သတိထားပြုမှုစင်ကြပေးရလိုအပ်ပါတယ် ဆက်ပစ္စည်းရင်အစ်တဝင်တတ်ပါတယ်ဖုံးဆိုင်ကအစရှိတာလည်းအစ်တဝင်တတ်ပါတယ်မိတ်ဆွေတို့အနေနဲ့အသေးရဖို့အတွက်လည်းအထောက်အကူရဖို့အတွက်လည်း အကျိုးပြုစေပါတယ်မိတ်ဆွေတို့အနေနဲ့အကျိုးပေးစေတော့အရာများအနေနဲ့ဆိုလို့ရှိရင်တော့အမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရယူပြီးတိုင်ပင်လာမျိုးမိမိရဲ့အကျန်စီတို့အမေတို့အမတို့နဲ့ပတ်သက်ပြီးဖြစ်စေမိမိယုံကြည်အားကိုးလောက်တော့အမျိုးသမီးကိုထက်လဲယာရူးကုံတို့မဟုတ်ငွေကြီးနဲ့ပတ်သက်ပြီးတော့အမြင်တော်သူတွေကိုတိုင်ပင်ပြီးတော့အကူအညီပြီးတော့ဆောင်ရွက်အောင်မြင်တိုးတက်မှုတွေရရှိနိုင်ပါတယ်အကျိုးပေးစေတော့အရာအနေနဲ့ဆိုရင်တော့အပန်းရောင်အစိမ်းရောင်တွေဟာမိုးပြရောင်တွေဟာမိတ်ဆွေတွေရဲ့ကံကိုတိုးတက်စေပြီးအကျိုးပေးတော့ကနန်းဟာ၃ကနန်း ခုနှစ်ကနန်းနှစ်ကနန်းဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပါတယ်အကျိုးမပေးစီတော့နေ့ဟာတော့ဒီလေးအပတ်ရ29ရက်နေ့တရက်ကိုတတိထားဆင်ရှင်ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်အကျိုးမပေးစီတော့အရဟာအရှိစုစုအရဖြစ်ပါတယ်အယောင်နေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ညီညိုရောင်းလို့เนาะဒါအပြင်မိတ်ဆွေတို့အနေနဲ့အစရို့ဟို ဗာလဲအပြာရင့်အောင်လို့တတိထားဆင်ကျင်ပြီးတော့ဆောင်ရလှုပ်ဆောင်ရင်အောင်မြင်တိုးတက်ပါတယ်ပြီးတဲ့အခါမိတ်ဆွေတို့ ਨੇ ဒီကာလတော့တော်တော်များစိတ်ညစ်စရာစိတ်ရှုပ်စရာတွေကိုမတွေးဘဲနဲ့အဲစိတ်ပျော်ပျော်တက်တမ်းတက်တာလေးဖြတ်တမ်းပြီးကိုလိုအပ်ပါတယ်လို့ဆရာကထပ်လောင်းပြောကြားလိုက်ပြသည်မိတ်ဆွေတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေလုပ်ငန်းတွေဆောင်ရတဲ့အခါအဆက်ဆက်ရအောင်မြင်တိုးတက်စီရန်အတွက်ဆိုလို့ရှိရင်တော့မိမိတို့ရဲ့အဲကိစ္စတွေပြုမှုဆောင်ရမှုတွေမသွားခင်မှာမိမိအိမ်ကမျက်စွာဖရားမှာနော်ဟို ကြံရည်နှစ်ခွက်လူပြီးသွားတာမျိုးတောက်ရည်နှစ်ခွက်လူပြီးသွားပြီးတော့လူရာကိုပြောဆိုရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိစေမဲ့အပတ်တကာလဖြစ်ပါတယ်အဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြီးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ့်ရရာအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေတို့အနေနဲ့ဆရာတို့မနက်မိုးလင်းတဲ့အခါမှာဆရာတို့စီတော့မဟုတ်ဘူးပေါ့ခေါင်းကျေးစီတခုရှိတယ်ကျေးစီပေါ့နော်တကယ်လက်အရန်ပိတ်နေရဆိုမနက်မိုးလင်းရင်မနက်28ခေါက်တိတိကိုမိမိရဲ့အိမ်မတော့မဟုတ်ဆိုင်မှာ28ခေါက်တိတိကိုရွတ်ပြီးတော့ လာပန်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 ဆိုပြီးထုပါငွေဝင်ပြီးတော့တကယ်စွမ်းပါတယ်ဆိုတဲ့အကြောင်းပြောနေတယ်။တနည်းအားသာသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအဆင်ပြေအောင်မြင်တိုးတက်ကြပါစေ။ဆရာတို့ငားလာပိုင်းမှာကုန်မှာနောက်လာ၆လစာမှာပြန်တွေ့ပါမယ်။ဆရာငယ်ပါခင်ဗျဘေးဒီမင်းမြန်းကြီးခွန်ကိုတုံညာနေကိုတုံညာလေးတက်လျှောက် WhatsApp Telegram မှာဖြစ်စေဘိုက်ပါမှာဆက်သွယ်မင်းမြန်းနိုင်ကြောင်းထားလောင်းပြောနေတဲ့ဆရာတို့မိတ်ဆွေတွေအားလုံးအဆင်ပြေအောင်မြင်ကြပါစေ။